ပေးတဲ့များလုံးပဲမင်္ဂလာပါခင်ဗျာ Sport Eduzy ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်အခုတင်ဆက်ပေးသွားခြင်းရဲ့အကြောင်းအရာကတော့မြောက်လန်နဒါဘီပွဲအပအဝင်ပွဲစဉ်ဆက်နေအတွက်ပေါ်မာဆိုင်ခံမှန်းချက်များပဲဖြစ်ပါတယ် Premier League ကအဖြစ်ပြက်တွေဆုံးနေတဲ့နိုင်ငံတကာပွဲအားလည်းရက်တွေအပြီးမှပြန်လာပါပြီအခုအင်္ဂလန်ကထိုက်တန်းဘောလုံးပြိုင်ပွဲအကြောင်းပြောရမယ့်အချိန်ဖြစ်ပြီးဒီအပတ်မှာဆဲလို့ရှားစရာအရာတွေကအဆောင်မြော်နေပါတယ်အာဆင်နယ်ကဆန်နာလနဲ့တေးကြပြီးတဲ့နောက်အာဒီတာနဲ့သူအတင်းသားတွေကလီဗလာကိုအနိုင်ရမယ်လို့အချမ်းမချပြောလို့မရနိုင်တော့ပါဘူး ါမဲ့သူတို့တွေကရေပန်းအစားဆုံးဖြစ်နေသေးပြီးဘာကြောင့်လဲဆိုတော့ခင်ဗျားကိုပြောပြမယ်။မန်စီးတီးကအာဆင်နယ်နဲ့တိမ်မွေးတဲ့နေရာမှာရှိနေပေမဲ့လည်းသူတို့တွေအာလင်းဟာလန်ကိုအယမ်းမိခိုးနေရတယ်။အာဆင်နယ်ကဒီတစ်ပတ်ပွဲမှာဒဏ်ရာကြောင့်ပုံမှန်ပွဲထွက်ခွင့်ရကစားသမားအနည်းငယ်မပါဘဲကစားရမှာဖြစ်ပေမဲ့သူတို့တွေအယမ်းအားကောင်းတဲ့အသင်းကိုပွဲထုတ်လာမယ်လို့ထင်နေ။ဘယ်အသင်းကမှဒီလီမှာအဲ့ဒီတိုင်းလုံနိုင်မှာမဟုတ်ပါဘူး။အဲ့ဒါကကွာခြားချက်ပဲ။အာဆင်နယ်အတွက်ကြီးမားတဲ့ရသက်တစ်ပတ်ကြီးကလာနေပါပြီ။စပါးစ်နဲ့အိမ်ခွင့်မှာမြောက်လန်ဒန်ဒါဘီပြီး ဘိုင်ယန်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီးအရာကသူတို့ရဲ့ချန်ပီယံလီဘလောက်ကိုစိန်ခေါ်နိုင်စွမ်းကိုတတ်တည်ပြရမယ်ပွဲဖြစ်ပါလိမ့်မယ်။ဒီပွဲဆက်တွေကသူတို့တွေဒီဟာဒီမှာဘလောက်ထိသွားနိုင်မလဲဆိုတာအဆုံးဖြတ်ဖြစ်လာမှာဖြစ်ပြီးအခုတော့ဒါတွေခဏထားပြီးကျွန်တော်ရေပရီးမီးယားလီပွဲစဉ်စနစ်အတွက်ခံမှန်းချက်တွေကိုကြည့်လိုက်ကြရအောင်။ဘန်လီဘက်ဆက်ချက်စီခမားအနေနဲ့နိုင်ငံတကာပွဲအားလည်းရဲ့ဘီဒီလိုပွဲမျိုးကစားရတဲ့အခါမှာပုံမှန်ထက်အရန်ကိုကွာချမှာပါ။ ကျွန်တော်တို့လေဘာဘူးအတင်းက forest ကိုပြီးခဲ့တဲ့ရာသီနိုင်ငံတကာဖွဲအားလဲရက်တွေတဲကတခုအပြီးမှာရှုံးနေခဲ့တာကိုမြင်ခဲ့ရတယ်။အဲဒီတော့အဲ့ဒါကခံမှန်းဖို့ဘယ်တော့မှမလွယ်ကူပါဘူး။ဗန်လီကအိမ်ခွင်းမှာနိုင်ပွဲတွေစပြီးရဖို့လိုအပ်နေပါပြီ။အဲဒါမဲ့ချက်စီးကကွင်းထဲကနေရာတိုင်းမှာပိုအားကောင်းနေတယ်လို့ထင်ပြီးအဲဒယ်တွေကပဲအနိုင်ရမယ်လို့ထင်နေ။ချက်စီးကငကုတ်ကမရှိနဲ့အနိုင်ရသွားပါလိမ့်မယ်။လေဘာဘူး versus forest ဒီပွဲကကျွန်တော်ဆောနာကပြောခဲ့တဲ့ပွဲပဲ။ပြီးခဲ့တဲ့စက်တင်ဘာလတုန်းကလေဘာဘူးကနိုင်ငံတကာပွဲနှားရက်ပြီး MV မှာ forest ကိုရှုံးနေကြတယ် forest ကအမှတ်ပေးစရာအောက်ဆုံးကနေရေတွက်ရင်အစင်းနှင်းဖြစ်နေတယ်ဆိုတာသိပြီးမြင်သူတို့တွေကရှောင်းတိုက်ရှလဲဟောင်းမှာနည်းနည်းခြေပြန်တွေ့လာပြီသူတို့တွေနောက်ဆုံး၅ပွဲမှာဘုံပေါက်တသိန်းကိုပဲရှုံးနေခဲ့ပြီး photo list တို့ကိုအနိုင်ရခဲ့ပြီးတော့ man united နဲ့တရေကစားနေကြတယ် forest ကရလက်တွေရယူတဲ့အပိုင်းမှာဂျိန်းဒီပေါက်ပျော်ရွှင်နေမှာဖြစ်ပြီးမြင်လေလဘဘူးကဒီပွဲမှာဂိုးမသွင်းနိုင်စရာအကြောင်းမမြင်ပါဘူး forest က mv မှာဘေးကိုမရှိအောင်ထိန်းသိမ်းနိုင်မှာမဟုတ်တာသိကြပါရဲ့ အင်ရှင်တွေကငကိုကိုမရှိနေပဲအနိုင်ရသွားမှာပါဘုံမဖွဲ့ဆက်ဝက်ဆန်ဝက်ဆန်ကပြီးခဲ့တဲ့အပတ်တွေမှာကောင်းကောင်းလုပ်နိုင်ခဲ့တယ်နယူကာဆယ်နဲ့ဗန်လီတို့ကိုဇက်တိုက်နိုင်ပွဲရယူနိုင်ခဲ့တာကသူတို့အတွက်ဒါမစင်ရအောင်ရှောင်လွှဲနိုင်ဖို့ကြီးမားတဲ့အကူအညီဖြစ်စေခဲ့ပါတယ်ဒီပွဲကဘုံမောက်အင်ကွင်းကိုသွားကစားရမှာမလို့အယံခက်ခဲမယ်လို့ထင်ပါတယ်အဲကျွန်တော်အစောပိုင်းကဝက်ဆန်အသိမရှုံးနိုင်ဘူးလို့ပြောခဲ့ပြီးအဲ့ဒီတိုင်းပဲရက်တီမှာပါအဲတိုင်းပဲဒီပွဲမှာနိုင်ဖို့ကြတော့သူတို့အတွက်ခက်ခဲပါလိမ့်မယ် ဘောမောက်ကအပတ်တိုင်းသူတို့ထက်အကောင်ကြီးတဲ့အတင်းတွေကိုထိုးနှက်ဖို့တကယ်ကိုပြင်းပြင်းထန်ထန်အလုပ်လုပ်ခဲ့ရတယ်။သူတို့တွေဒီပွဲကိုကြီးမားတဲ့ရှုံးပွဲတွေကြုံခဲ့ပြီးတော့ဝင်းရောက်ရှင်မြန်သွားမှာဖြစ်ပြီးအီတီဟတ်မှာစီးတီးကိုရှုံးနေခဲ့တာကတော့နားလေပေးလို့ရပါတယ်။ဒါပေမဲ့ဗီလာကို၄ဦးကိုမရှိနိုင်ရှုံးနေခဲ့တာကတော့နည်းနည်းအံ့အားသင့်နေရကောင်းတယ်။အဲ့ဒါကပရီးမီးယားလိဂ်ကဘယ်လောက်ထိခံမှန်းလို့မရနိုင်ပဲခက်ခဲလဲဆိုတာကိုပြသနေရပါ။အဲကျွန်တော်ကတော့ဘောမောက်ကဒီအပတ်မှာရှုံးပွဲကနေပြန်လာနိုင်မှုမျှော်လင့်ထားပြီးသုံးကိုကိုမရှိနဲ့အနိုင်ရသွားပါလိမ့်မယ်။ဘူဖာဇာဖဲလစ် ဘူးဖ်နီးပြတက်ကနောက်ဆုံးမှတော့ရောက်လာပါပြီ rough adro ကသူတို့ကိုတန်းစင်းစုံကနေလုတ်အောင်လုတ်ပေးဖို့ခက်ခဲတဲ့အလုပ်ကိုလက်ခံထားရတယ်။ Eddie Boy ကဘူးလိုမျိုးအတင်းကိုတာဝန်ယူကင်တွေထားရတဲ့အချိန်မှာအလွယ်ကူဆုံးပွဲမဟုတ်တလို့အခက်ခဲဆုံးပွဲလည်းမဟုတ်ပါဘူး။ကစားသမားဟောင်းတစ်ယောက်ကနီးပြဖြစ်နေပဲပြန်လာပြီးသူတို့ကိုကယ်တင်နိုင်မှာလား။ Braith 3ကတော့အဲ့ဒီအတိုင်းဖြစ်ဖို့ဂျိန်းတေပေါင်းမျှော်လင့်နေမှာပါ။ Eddie Boy က Wolf အတွက်ဖလားပိုလူပွဲပါ။သူတို့တွေဆက်တပွဲကစားပြီးချိန်မှာနှမပဲရာတည်ပြီးဒီပွဲမှာနောက်ထပ်ရှုံးပွဲရခဲ့ရင်အနာကိုစားပတ်တယ်လို့ဖြစ်မှာပါ။ နေပြားတက်ရောက်လာတာက Wolf ကိုအခွင့်အရေးအနည်းငယ်ပေးနိုင်ရင်တောင်းပါပဲ။ Bellis ကိုဒီဘက်မှာအနိုင်ရဖို့ကမျှော်လင့်လို့မရနိုင်ပါဘူး။ Wolf ပြိတ္တတွေကတော့ထိုးကြဆန်းကြယ်တာတွေဖြစ်လာဖို့စူတောင်းနေပါလိမ့်မယ်။အဲ Bellis ကငကိုတကိုနဲ့အနိုင်ရသွားမှာပါ။ Brighton vs Brentford ကျွန်တော်ကတော့ Brentford အဝေးကွင်းဆိုတိတ်မယုံရဲဘူး။သူတို့တွေကအိမ်ကွင်းမှာဆိုရင်ဆိုင်မှုအခက်အခဲဆုံးအသင်းတွေကတက်တင်ပါ။အဲဒါပေမဲ့အဝေးကွင်းမှာတော့လုံးဝပြောင်းမြန်ပါ။အမှန်တိုင်းပြောရရင်ဒီနှစ်သင်းကြားအရန်ကြီးကွာမှနေပဲခြေညီနေတယ်လို့တောင်ပြောရမှာပါ။ ဝက်ဆန်ကနှစ်ပွဲစတိုက်နိုင်ထားတာကအမပေးစရာအောက်ခြေတိုက်ပွဲကိုပြင်းထန်စေခဲ့ပါတယ်။အဲဒီဘွဲမှာဘသူပဲရှုံရှုံဒမ်းမစင်းရအောင်ရှောင်လဲဖို့တိုက်ပွဲကနေထွက်ရဖို့ရှုံပွဲအနည်းငယ်ပဲလိုတော့ရည်ဆိုတာကိုသိရမှာပါ။အဲဘရန်ဖို့တာအင်ကွင်းမှာကစားရင်သူတို့ဘက်ကနေမှာပါ။အဲအခုတော့ Brighton ကိုပဲအင်ကွင်းအားသာချက်ကြောင့်ရွေးချယ်မှာဖြစ်ပြီးနှစ်ခုခုမရှိနဲ့အနိုင်ရတော့မှာပါ။ Fulham ဘက်ကဆန်နာလန်ဆန်နာလန်ကအာအသင့်စရာကောင်းခဲ့ပြီး Premier League အပြိုင်ခရီးကိုမယုံနိုင်စရာစတင်နိုင်ခဲ့တယ်။ဒီဘွဲက Fulham တို့နိုင်ပွဲရဖို့လိုတဲ့ပွဲပါ။ ။အဲဘာလို့လဲဆိုတော့သူတို့အိမ်ကွင်းဖြစ်ပြီးပြီးခဲ့တဲ့အပတ်တွေတုန်းကကစားပုံတိတ်မကောင်းခဲ့လို့ပါ။ Everton ကိုနိုင်ငံတကာပွဲမတိုင်ခင်တုန်းကရှုံးခဲ့တာကြောင့်သူတို့အခုတန်းဆင်းဆောင်ရဲ့အထက်တမတ်အကွာမှာပဲရပ်တည်နေရပါပြီ။ Fulham က Premier League အမှတ်ပေးစရာမှာမြင်ရတဲ့လောက်အယံမဆိုးဘူးလို့ဝန်ခံရမှာဖြစ်ပေမဲ့သူတို့ပြည်သက်တွေနဲ့စကားပြောတိုင်းအများစုကတန်းဆင်းရနိုင်ခြင်းနဲ့ပတ်သက်ပြီးစိုးရိမ်နေပြီးအရာကကောင်းတဲ့လက္ခဏာတော့မဟုတ်ပါဘူး။အဲသူတို့ဒီပွဲသာမနိုင်ခဲ့ရင်တန်းဆင်းရမှာကြောက်ရမယ့်အသင်းတွေကတသင်းဖြစ်လာမှာပါ။ Fulham က Everton နဲ့ပွဲမှာဆိုးရွားခဲ့ပေမဲ့ဒီပွဲမှာတော့သူတို့ဘက်ကထောက်ခံပါရတယ်။ ။စာနာလန်ပရိသတ်အများစုကတော့ကျွန်တော်ယူနေပြီထင်ပါပဲ။အဲဒါမှမဟုတ်အဲ့ဒီအတိုင်းပဲကျွန်တော်လည်းထင်နေတာပါ။ဖူလန်ကနှစ်ကိုးတစ်ခုနဲ့အနိုင်ရသွားမှာပါ။ညူကာဆယ်ဘတ်ဆန်မန်စီးတီးမန်စီးတီးသာဒီပွဲနိုင်ရင်သူတို့ရဲ့အဓိကကစားသမားတွေကိုကြန့်ခိုင်နေအောင်ထိန်းသိမ်းထားတင်ပြီလို့ကျွန်တော်တွေးမှာပါ။ဘာလို့လဲဆိုတော့သူတို့အာဆင်နယ်ကိုစိန်ခေါ်နိုင်ပြီမို့လို့ပါ။အန်ယူကာဆယ်ကအိမ်ခွင်းမှာအကောင်းဆုံးပုံစံရှေ့မနေခဲ့ပေမဲ့လီမှာအခက်အခဲဆုံးပွဲတွေကတပွဲဖြစ်နေတော့မှာအရီဟောင်းရဲ့အသင်းကသာလီဗာပူးနဲ့ပွဲတုန်းကလိုမျိုးကစားနိုင်ရင်ဒီပွဲမှာအနိုင်ရဖို့အခွင့်အရေးရှိပါတယ် နျူကာဆယ်အိမ်ခွင်းကိုနိုင်ငံတကာပွဲပြီးသွားကစားရတာကအမြဲတမ်းအန်ဒရယ်ရှိတဲ့ပွဲစဉ်ဖြစ်ပြီးဒါကြောင့်မဲဒီပွဲမှာ City အမှတ်ရောက်မယ်လို့ကျွန်တော်ထင်တာပါတကုတ်တကုတ်တည်ရင်နဲ့ပြီးသွားပါလိမ့်မယ် Leeds vs Aston Villa Leeds အတွက်ကျွန်တော်နည်းနည်းဆိုရင်လေသူတို့အင်းကိုကြည့်လိုက်ရင်ဘသူကသူတို့အတွက်အဆုံးဖြတ်ပေးမလဲဆိုတာမသိဘူး Aston Villa ကပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာကြီးမားတဲ့အချိုးအကွေးပြုလုပ်နိုင်ခဲ့ပြီးလိမ့်မှာပုံမှန်ခြေစွမ်းအရနေဆုံးအတင်းတွေကတည်တင်းဖြစ်နေပါတယ်။သူတို့ဒီပွဲစားရှုံးရင်ကျွန်တော်အံ့ဩမိမှာပါ โอลิเวสกินကဒီရသည်မှာအခုထိခြေသွမ်းအရင်မပြနိုင်သေးဘူးသူကတကူကောင်းမဆန်တဲ့အလုပ်တွေအများကြီးလုပ်ပေးခဲ့ပြီးအဲဒါကနေပြရဲ့အမြင်မှာသတိမထားမိစရာမရှိဘူးလို့ထင်တယ်တိတ်မကြခင်ဂိုးတွေလည်းလိုက်လာနိုင်မျိုးမျှော်လင့်ပါတယ်လေးစ်ကဇန်နဝါရီမှာသူတို့အတင်းထွက်အဆုံးဖြတ်ပေးနိုင်မယ့်တရားရုပ်ကိုခေါ်ဖို့လိုအပ်ပြီးပရီးမီးယားလိမှာဆက်နေခြင်းရင်ပေါ့ဒီပွဲကဖီလာအတွက်လွယ်ကူတဲ့နိုင်ပွဲဖြစ်ပြီးဒုံကိုတကူနဲ့အနိုင်ရတော့မှာပါအာဆင်နယ်ဖက်ဆက်စပါဒီပွဲကအားလုံးစောင့်မျှော်နေတဲ့ပွဲပါပဲကျွန်တော်အာဆင်နယ်အတွက်ကစားပေးခဲ့တဲ့တုန်းကအဖေကိုဖုံးဆက်ပြီး တိတ်မကြခင်စပားနဲ့ကစားရတော့မယ်လို့ပြောနေကြပါလဘောက်နဲ့စီတီကအာဆင်နယ်အတွက်ဆူဘလားပြိုင်ပွဲမှာပိုပြီးကြီးမားတဲ့ပြိုင်ပွဲတွေဆိုတာသိပေမဲ့ပရိသတ်တွေတော်တော်ဒီပွဲကအကြီးဆုံးပွဲပဲစပားစ်ကအဝေးကွင်းခြေစွမ်းကိုပဲကြည့်ရင်ဇေယားထိတ်ဆုံးမှရှိနေပါတယ်စပားစ်ကသူတို့အနိုင်ရဖို့ရေပန်းအစားဆုံးမဟုတ်တဲ့ပွဲဆိုရင်ခံစစ်မှထိုင်ပြီးခမားပြေးတဲ့ဖိအားတွေကိုဆုပ်ယူပြီးတော့တံပြန်တိုက်စစ်ကနေပြန်ထိုးနေတယ်သူတို့ကရင်ဆိုင်မှုခတ်တဲ့အပြင်မှာအာဆင်နယ်သားအဝေးကွင်းမှာကစားရရင်စပားစ်ကတော့အခွင့်အရေးရှိမှာမဟုတ်ဘူးလို့ကျွန်တော်ပြောမှာပါ ်အာဒီတာကအဓိကကစားသမားတချို့ဒဏ်ရာပြဿနာရှိနေတာကိုရင်ဆိုင်နေရပြီးအဲ့ဒါကြောင့်ဒီဘက်ကအာဆင်အနိုင်လို့ကျွန်တော်တမ်းမပြောနိုင်တာပါယော့ဂရက်စ်ကကြမ်းခိုင်မှုပြေဝနေမှာလားထရက်ဆက်ကနောက်ဆုံးပွဲတုန်းကလိုမျိုးအကျိုးတရားမှုပြသနိုင်မှာလားမေးတရားမေးခွန်းတွေကအများကြီးပါပဲအာဆင်နဲ့ဆပါးစ်ပွဲကပရီးမီးယားလိမှာဖျော်ဖြေမှုအပေးနိုင်ဆုံးပွဲတွေကတပွဲအများရန်ဖြစ်ခဲ့ပေမဲ့ဒီဘက်မှာတော့အဲ့လိုမဟုတ်နိုင်ဘူးလို့ထင်တယ်ဒီဘက်ကနှစ်ဖက်စလုံးဖွင့်မစော့ပဲဂိုးသွင်းမှုခက်ခဲတဲ့ပွဲဖြစ်လာမှဖြစ်ပြီးကဏ္ဍတွေကတကူးကူးမရှိနဲ့ကတ်နိုင်တော့ပါလိမ့်မယ် Man United vs Everton Man United ကသူတို့ရဲ့စီးချက်ကိုရှာတွေ့ဖို့ဖြစ်ဖြစ်ချင်းစတင်ရှာဖွေနေတယ်။အဲကျွန်တော်အဲ့ဒါကိုဗီဒီယိုတစ်ဆိုင်ပြောနေတာပါ။ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့ရာသီဒါမှမဟုတ်အဲ့ဒီရာသီမတိုင်ခင်တုန်းကသူတို့နဲ့ပတ်သက်ပြီးဒီလိုကျွန်တော်တို့မပြောခဲ့ရလို့ပါ။ United ကရလက်ကောင်းတွေစတိုက်ရယူတဲ့အပိုင်းမှာတော့တော်တော်လေးဆိုးရွားခဲ့ပြီမြင်အခုတော့မျောလင်းချက်နေနေရှိနေပါပြီ။ Benjamin Sherko မပါဝင်နိုင်တာက Everton အတွက်အကူအညီဖြစ်မှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့သူတို့တွေသူနဲ့ပို့ပြီးရင်ဆိုင်ကစားချင်လို့ပါ။ ရှက်ကိုတာကလာခဲ့ရင်အဗာတန်ကသူတို့တွေဘယ်သူနဲ့ရင်ဆိုင်ရမလဲသူ့ကိုဘယ်လိုလုခဲ့ရမလဲဆိုတော့သိနေအောင်မှာပါ။ကိုညာက force 9နေရာမှာကစားတဲ့အခါမှာအရာကလုံးဝကွာခြားသွားတယ်။ခမကိုညာကိုတစ်စက္ကန့်လောက်ကြည့်လိုက်တဲ့အချိန်မှာခမနောက်ထပ်တီးလိုက်ရတာက Brian Ambumo ကသူနဲ့အတူအချီလုံးနဲ့အဲ့လိုတွဲပြီးအလုပ်လုပ်နေရဆိုတော့သိသွားမှာပါ။ရှက်ကိုနဲ့ဆိုရင် Man United ကတပေါက်တည်းကစားနိုင်ပြီးအရာကဖြည့်ရှင်းဖို့ပိုလွယ်ပါတယ်။ကာစမီရိုကအခုယုံကြည်မှုရှိနေတဲ့ပုံပေါ်ပြီးအရာကတရားနည်းတွေအတွက်ကြီးမားတဲ့ကွဲပြားခြားနှားမှုကိုပြုလုပ်ပေးနိုင်မှာပါ။ကျွန်တော်ကတော့သူ့ကိုမချီးကျူးပဲမနေချင်ဘူး။ သူကချန်ပီယံလိဘလား၅ကြိမ်ရီးယားနဲ့အနိုင်ရခဲ့ပေမဲ့လေကိုညာနဲ့အန်ဘူမိုရောက်လာတာကသူ့အတွက်ပိုကြိုးရှိလာတယ်။အတင်းတွေကအခုဆိုရင် United ကတိုက်စစ်ဆင်နေချိန်မှာချင်းချောက်နိုင်နေဆိုတာကိုသတိထားမိနေပြီ။အဲ့တော့သူတို့တွေအယမ်းဖွင့်ပြီးတော့မကစားချင်ကြတော့ဘူး။အဲ့ဒါကကက်စမီရိုအတွက်ဖိအားချို့ရော့စီပြီးအတင်းတွေကလည်းတန်ပြန်တိုက်စစ်မှာချင်းချောက်နိုင်နေကစားသမား၂ယောက်ကိုပဲဇက်တိုက်မဲနေကြပါပြီ။ခမားနားမှာလူတွေရှိလာတဲ့အခါမှာခမားကောင်းကောင်းစကားနိုင်လာပါတယ်။ပေါင်းဆက်မှုကကောင်းမွန်တဲ့ကော်တီတစ်ခွက်လိုဖြစ်လာပါတယ်။ မန်ယူနိုက်တက်က Forest ကိုအနိုင်မယူနိုင်ခဲ့ပေမဲ့လေသူတို့တွေအခုချိန်မှာအမြင့်ပြန်နေပါတယ်။အဲ့ဒီတရေပွဲကစိုက်ပြတ်စရာဖြစ်ခဲ့ပေမဲ့သူတို့တွေဒီအပတ်မှာနိုင်ပွဲပြန်ယူသွားမယ်လို့ထင်ပြီးငကောကုမရှိနဲ့အနိုင်ရသွားပါလိမ့်မယ်။အခုလိုမျိုးတရေုံတရေနုတွေကိုအမြဲကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Sport A to Z YouTube Channel လေးကိုလည်း Like and Subscribe လေးပြုလုပ်ပေးထားကြပါအောင်ခင်ဗျာ။ဝင်ရောက်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးတို့ပဲတင်ရှိပါရယ်ခင်ဗျာ။